reading scale တိုးတက်ခြင်းတူတဲ့အတွက်ဒီအချက်၅ချက်ကိုပဲသုံး။နံပါတ်၁တကူနေ့တိုင်း reading အနည်းဆုံးဖတ်ပါမယ်။မဖတ်လို့ရှင်တော့ reading မတိုးတက်ပါဘူး။တနေ့ကိုအနည်းဆုံး၃ပုံ ါမှမဟုတ်ငါးပုတ်ဖတ်ပါမယ်။နံပါတ်1မေးခွန်းကိုအရင်ဖတ်ကြပါမယ်။မေးခွန်းကိုအရင်ဖတ်ပြီးတော့သက်ဆိုင်တဲ့အဖြစ်ကိုရှာပါ။နံပါတ်3စကရှိစုမာဒီနာစင်နာတာခဲတဲ့တော့မအစရှိတဲ့စကလုံးတွေကအခြေတွေကအရှိမတော့မဟုတ်အနောက်မှာပတ်သက်တာမို့ဒီလိုမျိုးစကလုံးတွေကိုမှတ်ထားသင့်ပါတယ်။နံပါတ်4စာရေးသူရဲ့အတွေ့အကြုံကိုစိုက်ပါ။ကိုတွေးချင်တာမတွေးဘဲနဲ့စာရေးသူကဘယ်လိုမျိုးတွေးနေရလဲဆိုတဲ့ဟာကိုပို့ပြီးတော့စဉ်းစားပါ။ဥပမာခိရှာနေပြီးတော့ သေးဝအနိုင်တော်ကစကီနိုင်ဆိုတဲ့စကလုံးတွေတွေ့လာပြီဆိုလို့ရှိရင်တော့ဒါကဟိရှာရဲ့အမြင်ဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးစကလုံးတွေကိုတည်အောင်လုပ်ပါနံပါတ်5ရီဒီမေးကိုအမျိုးမျိုးနဲ့ကိုကဂလေးချင်းရမှာမယ်နံပါတ်1ကိုနိုင်ရောက1ချစ်တူကတော့နံပါတ်2ကကျတော့ဟိရှာကဘာပြောချင်တာလဲနံပါတ်3အီခါရဲ့တို့ဘာတို့ကိုလေ့လာတင်ပါတယ်အဲ့ဒါကြောင့်မလို့မေးကိုအမျိုးမျိုးနဲ့လေ့ကျင့်ပြီးတော့နေ့တိုင်းလေ့ကျင့်ခြင်းအပြင်ရီဒီကပို့ပြီးတွေ့တယ်လာမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ရီဒီကိုတစ်ခဏနေ နေနဲ့လေးလာခြင်းနဲ့မပြည့်ရတဲ့သူရှင်မှာလေးလာခြင်းနဲ့ဆိုလို့ရှိရင်တော့စိုးရရဲ့ M3 ဗီဒီယိုတန်ကိုမိတ်ဆက်ပေးပါရစေစိုးရရဲ့ M3 ဗီဒီယိုတန်မှာက M3 ဗီဒီယိုအမှတ်ပြည့်ရတဲ့ဆရာမကတင် जा ပေးတော့မှာဖြစ်တဲ့အတွက်တင် जा ရေးကိုတော့လုံးဝစိတ်ပူစရာမလိုပါဘူး M3 ဗီဒီယိုအရန်အားနေနေတဲ့ M3 ဗီဒီယိုမဲ့လုတ်ချင်နေသူဆိုတဲ့ចောင်းသားတွေအတွက်ဆိုတော့ငွေချက်9000နဲ့နဲ့လိုင်းအနန်လို့ရပါပြီဒီမြန်မာငွေချက်9000နဲ့ရှိတဲ့ campaign အထဲမှာပဲလာရောက်အမြင်ဆုံးအနန်ပေးကြပါရှင့်အားဆိုလို့ရှိရင်တော့နောက်ထပ်ဗီဒီယိုမှာပြန်လဲဆုံတွေ့ပါ 没信，第四就买信。